အလုံးမဲ့မင်္ဂလာပါရှင်။ Ukraine Hammy မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။ကျမ Ukraine မှာရှင်။ကျမဒီနေ့မျှဝေချင်တာလေးရတော့ခုနေ့တုန်းကကျမတို့တွေဒီရှားစီကြိုထားတဲ့ထဲကိုတိရွက်ကလေးတွေထည့်ပြီးတော့အယောင်ဆိုးထားတဲ့ဥစ္စာလေးကိုကျမပြန်ပြီးတော့မျှဝေပါမယ်။ဒါလေးရကျမကပြီးခဲ့တဲ့တပတ်ကဟိုဒါကျမရဲ့သင်တန်းမှာသင်ခဲ့တဲ့သင်ခန်းစာလေးပါနော်။ဒါလေးရကျမကဒီအောက်မှာကျမရဲ့ကိုပိုင်း ေါ်ဆက်ထားတဲ့ modern လေးနဲ့အဲနောက်တစ်ခါဒီမှာဆိုလို့ရှိရင်ဒါလေးကရှားစီးလေးတွေကိုပြုတ်ပြီးရှားစီးကိုပြုတ်ပြီးတော့အဲ့ထဲကိုရှားစီးပြုတ်ရည်တွေကိုထည့်ထားတဲ့တိရွက်ကလေးတွေပေါ့နော်တိရွက်ကလေးတွေကိုကျွန်မကဒီတဘာဝတိရွက်နဲ့ရောပြီးတော့ပေါ့နော်ဘာမှ မလုပ်ဖဲနဲ့တဘာဝတိရွက်နဲ့ရောပြီးတော့ကျွန်မကစိန်ထားတဲ့ဥစ္စာလေးကိုဟိုလုတ်ထားတဲ့ဥစ္စာလေးကိုကျွန်မကပြပေးတာပါနော်ဒါလေးရဆိုလို့ရှိရင်ကျွန်မကဒါက ဒီတည့်ရွက်ပေါင်းပြီးသွားပြီဆိုတဲ့အခါကျလို့ရှိရင်ကျမကဒါ9ရက်လောက်ဒီတိုင်းထားလိုက်သေးတယ်။သူလောက်ပြီးကတော့ကတော့ texture လေးတွေကနည်းနည်းလေးပေါ့နော်။အော်ဒါနည်းနည်းမှိန်နေသေးတယ်။အခုတဖြည်းဖြည်းနဲ့ texture လေးတွေတည့်ရွက်ရဲ့ texture လေးတွေမြင့်လာတယ်ပေါ့နော်။မြင့်လာပြီးတဲ့အခါကျလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒါကအခု9ရက်လောက်စိန်ပြီးသွားတဲ့အခါကျကျမကဒါတဘာဝအော် homemade ပေါ့နော်။ homemade ဟို ဆက်ပြအပြော့ပေါ့နော်သူကတော့ဆက်ပြီး home ကလေးတွေကဆက်ပြလေးတွေပြော့တယ်လေအဲ့ဒီဆက်ပြအပြော့လေးတွေနဲ့ကျမကရှော်ပြီးတော့ဒါနှစ်ရည်သုံးရည်ပြန်ရှော်ထားတာပေါ့နော်ဆက်ပြကနေနေနေပေါ့နော်ရှော်လိုက်တယ်ဒီလိုတော့ပုံမရှော်ဘူးကျမနေနေလေးတော့ဆောင့်ပြီးတော့ရှော်တယ်ပေါ့နော်အဲအဲ့လိုမျိုးလေးတော့လုပ်တယ်အဲ့ခါကျတော့ဒီမှာဆိုလို့ရှိရင် sorry ဒီမှာဆိုလို့ရှိရင်ဒါကသုံးရည်ရှော်ပြီးသားလေးပေါ့နော်ဒါလေးကိုကျမတို့လက်ထဲမှာပေါ့နော်ဒီ ဒါပတ်ဟိုပြီးသွားပြီဆိုလို့ရှိရင်ကျမကတော့ဒါလေးကတိမ့်ထားမှာပေါ့နော်လောလောဆယ်ဆယ်မှာကျမအဲတိမ့်ထားမယ်ဆိုတာဒီလေးအလုံးနဲ့ပေါ့နော်ဟိုအိတ်ထဲကိုထည့်ပြီးတော့ကျမကတိမ့်ထားလိုက်မယ်ပေါ့နော်တိမ့်ထားပြီးတော့ကျမအဲနောက်အစင် ပြေတဲ့အချိန်ကျမှကျမဟိုတခုခုလုံမယ်ပေါ့နော်အဲ့ချုပ်ချင်လဲချုပ်မယ်ဘာလို့ဆိုတော့ကြဒါလေးကတထောင်စာလေးဆိုတော့လေဒါအင်းလေးချီပေါ်မှာ print လောက်ထားတာလေတထောင်စာလေးဆိုတော့အဲ့လောက်ပဲချုပ်လို့ရတာပေါ့နော်အဲ့ဒါဒီကကြတော့ကျမလောလောဆယ်ဆယ်မှာမအားသေးတဲ့အတွက်ဒါကဟိုအဲ့မချုပ်သေးခင်ကိုကျမကဒါတင်ထားဥမှာပေါ့နော်ဘလောက်ကြာမှချုပ်ဖြစ်မယ်တော့မသိဘူးပေါ့နော်ဒါမဲ့လို့ကျမကဘာလို့မျှဝေတာလဲဆိုလို့ရှိရင်ဒါကကျမရဲ့ ဒါကိုပိုင်ဖော်မြူလာလေးနဲ့ဒါကကျမရဲ့ဒါကိုပိုင်အလုံးအရာအလုံးကကျမရဲ့ကျမပေါ့နော်တော်တော်များများလေးရတော့ကျမသူများစီရနေပြီးတော့ဟိုဘလို့ခေါ်မလဲ inspire ယူထားတာတော့ရှိတော့ရှိတယ်ဒါပေမဲ့လို့ကျမဒီအခန်းမှာတော့ကျမဖော်မြူလာကိုအများကြီးပေါ့နော်ပြောင်းထားတယ်ပေါ့နော်သူများနဲ့မတူဘဲနဲ့အဲအဲ့ခါကျတော့ဒီဖော်မြူလာ နဲ့လောက်ထားတဲ့ဥစ္စာလေးကိုကျမကလာပြီးတော့မျှဝေတာပါလောလောဆယ်ဆယ်မှာတော့ဆေးရလုံးဝကိုပဲကြားမသွားဘူးဒီအယောင်တွေကလည်းမကျွတ်ဘူးပေါ့နော်ကျမတို့အရန်ကိုအစင်ပြည့်တဲ့အကြောင်းလေးကိုလာပြီးတော့ကျမကမျှဝေပေးတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်